ကျွန်တော်တို့ကဟိုစောင်းရွက်ကြီးကကျွန်တော်ကိုရီးယားဇာတ်ကပထမ generation တွေအကြည့်အားရမစစ်ချင်းမြစ်တာကိုလုံကျူးသွားတဲ့အချိန်မှာဘေးကဆိုးကျိုးတွေဖြစ်ပါတော့ဆိုတဲ့အကြောင်းအရာကိုစကားနဲ့ပြောတာစကားထဲမှာလည်းနောက်နောက်တဲ့စကားလုံးကျွားပါကြည်ရတဲ့လူဆိုတော့လေပကြည်ဆရာလို့မခေါ်ခိုင်းတော့သူလေပကြည်ကောင်ဆိုခေါ်တော့ပကြည်ကောင်လို့ခေါ်တော့သူကတော့ပဒူပဒူကောင်လေးရှိရလေ ထွေနေတယ်အဲ့လိုသူငယ်ငယ်တော့အကြောင်းတွေတော့ဘသူကောင်အတုတ်ခံရတော့သူကငါပကြီးဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာကျွန်တော်အသေးအလုံးလို့ပါနော်ပကြောင်ကြီးလို့ခေါ်တာအဲ့ဒီတုံးကောင်ကတော့နင်းကိုကြိုက်နေတာတဲ့ဟာကိုပြောရတယ်ဘိုင်ကမှမသိပကြီးကောင်လို့ခေါ်ရင်ဘသူကောင်ကိုမျက်လုံးထဲမှာမြင်တယ်လို့သူကပကြောင်ကြီးသွေးပြောင်းခေါ်ခိုင်းတာပေါ့ဆိုတော့ကိုရီးယားနာမည်လို့ဖြစ်သွားတာပေါ့အဲ့လိုအဲ့လိုပါတာပေါ့ကျွန်တော်ကိုရီးယားဇာတ်လမ်းကြီးနေတယ်သူငယ်ဘဝဖြတ်တန်းရတာပေါ့ကျွန်တော်တို့ကဟိုစောင်းရွက်ကြည့်ကြတာကျွန်တော်ကိုရီးယားဇာတ်လမ်းပထမ generation တွေအကြည့် ဒီကားကတော့ကျွန်တော်အနေနဲ့အများကြီးဟိုပေါ့နော်ဒီကားမှာတောင်းဆိုတာကဘာမှမရှိဘူးကျွန်တော်တက်နိုင်ရုံပေါ့နော်ပရိုက်တာတစ်ခုအနေနေရာကနေပြီးတော့မှဒီဇာလန်လေးကိုကျွန်တော်အားဖြည့်တဲ့သဘောမျိုးနဲ့ဒီကားလေးကိုအဓိကရိုက်ထားတာပေါ့နော်ပရိုက်တာနဲ့ manager ထဲမှာအမှတ်တရလည်းရှိနေနိုင်တဲ့ character လေးတစ်ခုဇာလန်ရည်ရွယ်ချက်လေးတစ်ခုကိုပြီးဆောက်ထားတာဆိုတော့ပူပေါင်းပြီးတော့မှကျွန်တော်တို့ကရက်ကူးထားတာပေါ့။အဓိကတော့ဒီတာရိုးကြီးကိုကျွန်တော်တို့က main ရိုးကြီးတစ်ခုကိုတော့တည်ထားတာမဟုတ်ပဲနဲ့ က်ကောင်တယောက်ချင်းတယောက်ချင်းဒီရဲ့ဇက်ကောင်တွေကိုပူပေါင်းပြီးတော့မှဒီဇက်အိမ်ဖွဲ့ထားတာဖြစ်တဲ့အခါကျတော့ဒီဇက်လန်းလေးကဟိုပို့ပြီးတော့လည်းဟိုပြိတ္တအနေနဲ့ဟိုနော်ဟိုကြီးကြီးရာတောင်လေးတွေတော်တော်များတယ်ပေါ့နော်ဒီကာရီတာတယောက်စီတယောက်စီတိုင်းရဲ့အားလေးတွေရှိတဲ့အခါကျတော့ဒီကားလေးကပြိတ္တလည်းပို့ပြီးတော့စိတ်ဝင်စားမှုရတယ်ဒီကားလေးကကျွန်တော်ထင်တယ်ပုံမှန်ကားတွေထဲပို့ပြီးတော့တောင်မှသူတို့အာရုံပြီးတော့စိုက်တာနောက်တစ်ခုကကြတော့ ီးတွေကဟိုခဏခဏပြန်ရရတဲ့စီးတွေရှိတယ်။ဒိုက်ပီဆိုတာလည်းအကုန်လုံးအဝင်ဝင်သားဖြစ်နေတယ်။ Fighter ရဲ့စီးမျိုးမှုတွေကကောမဒီ line တစ်ခုလည်းမဟုတ်ဘူးကျွန်တော်လိုက်ဖွန်မှာ98ဟိုအဓိကပုံပေါ်ထားတယ်။အဲ့ဒါကမှလုံလုံကျူးကျူး96မြစ်တာကိုလုံကျူးသွားတဲ့အချိန်မှာဘေးဖက်ဆိုးကျူးတွေဖြစ်ပေါ်တဲ့အခြေအနေကြောင့်လည်းစကားနေတာ။ကားရိုက်ကတော့များတာတော့မဟုတ်ပါဘူး။အရင်ကစာရင်တော့မများပါဘူး။ကျွန်တော်မများဘူးဆိုတာဒီလိုမျိုးလေ။ဟို တင်လို့ရမယ့်ပရိသတ်ကိုစုံအောင်ပဲရိုက်ပေးတာပဲရှိတယ်ပေါ့နော်။ကားအရင်အတွက်ကတော့အများကြီးတော့မရှိပါဘူး။တန်ဖိုးရှိတဲ့ဇက်ကားမျိုးတွေပေါ့နော်။နောက်ပြီးတော့ချီရှုတဲ့အချိန်မှာကိုယ်ရအသက်အရွယ်နဲ့လိုက်ဖက်တဲ့ဇက်လမ်းမျိုးတွေပေါ့။ဒါလေးတွေရွေးချယ်ရတဲ့အခါကျတော့အရင်လောက်တော့ကျွန်တော်တို့ဇက်လမ်းရွေးချယ်ဖို့မလွယ်ဘူးပေါ့။နည်းနည်းခင်းရင်းတဲ့အပိုင်းမှာရှိတယ်။ဇက်လမ်းရဲ့တောင်းဆိုမှုပေါ့။ဒီကလည်းဒီဒီကားလေးထဲမှာအချင်းဒီချင်းလေးရမှန်မှာတော့ကျွန်တော်တို့ကဟို version 3မျိုးရှိတယ်။ မင်းကလေး version ပါတယ်ဂျူဂျူရဲ့ version ပါတယ်ဟော့ကဲဆော version ပါတယ် version က3မျိုးဆိုတော့ဒါကိုကိုတိုင်းပေါ့ဖန်ပြန်ပြီးတော့အစ်စ်ဖန်ပြီးရမယ်အနေထားဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုအစ်စ်ဖန်ဖြစ်တယ်အချင်းကိုကျွန်တော်က professional အဲလမ်းကြောင်းပေါ်မှာရှိတဲ့လူမဟုတ်ဘူးပါတော့ကျွန်တော်တို့ကတော့အချင်းဆိုတာတက်ကိုကျွန်တော်ကနှလုံးသားကိုပူဇော်ပေးရတာဒီကားလေးထဲမှာကျွန်တော်တို့ကဇက်ကောင်ရဲ့ခံစားမှုကိုကျွန်တော်တို့ကထည့်ပြီးတော့ကျွန်တော်တို့ကဒီအချင်းကိုဖန်ပြီးရတာပေါ့နော်ဒါကြောင့်မလို့ ဒီဇက်ကောင်ရဲ့ emotion ဇက်ကောင်ရဲ့ခံစားမှုတွေကတော့ပို့ပြီးပါနေတယ်လို့ထင်တယ်ဟုတ်ကဲ့။အောင်ပြောင်းကတော့ဒီပြိတ္တအစိတ်ဝင်စားနေပုံပဲကျွန်တော်တို့ကစိတ်ဝင်စားတာလည်းပုံလုံးနဲ့ဇက်ရဲ့အလှည့်အကြောင်းလေးတွေလည်းရှိပါတယ်။ဒါကြောင့်ယုံနေတဲ့ချိန်မှာဒါတော့အားဖြစ်ပါတော့။